42ခုမြောက်သောဇာလံအပိုင်ငယ်1မှ7တမင်တရေသည်ရေစီးသောချောင်းကိုတောင်းတတကယ်သူအကျွန်ုပ်ဝိညာဉ်သည် ကိုရောကိုတောင်းတပါသည်ဖျားငါဝိညာဉ်သည်ဖျားသခင်ဒီဟူသောအသက်ရှင်တော်မူသောဖျားကိုငတ်လာ၏အဘေကာလမှဖျားသခင်ထံတော်သို့ရောက်၍မျက်နာပြရအန်နီသူတစ်ပါးတို့ကတိဖျားသခင်သည်အဘေမှာရှိသည်နီဟူငါကိုအစဉ်ပြောဆိုကြသည်ဖြင့် ငါမျက်ရည်သည်နေညာမပြတ်ငါစားเสียဖြစ်ရ၏ထိုအချင်းအရာကိုငါအောက်မေ့၍နေစဉ်တွင်ငါစိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏အကြောင်းမူကားငါသည် လူစုများနှင့်ပေါင်းဖော်လျက်ရှင်လန်းခြင်းအတန်ထောမနာပြုခြင်းအတန်တို့ကိုပြိုင်ဆို၍ဓမ္မပွဲခံသောလူစုများနှင့်အတူဘုရားသခင်၏အိမ်တော်သို့ဖြင်းညင်းစွာသွားလာလေပြီ အိုးငါဝိညာဉ်တင်းဒီအပေเจ้าညှိုးငယ်သည်နီငါအထဲမှာအပေเจ้าမငြိမ်မဝတ်ရှိသည်နီဖျားသခင်ကိုမျောလင်းလျက်နေလောငါကိုကဲတင်တော်မူသောအရှင်ငါကိုကိုွယ်တော်ဖျားသခင်ဤယေရှုတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့တည်းအကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာညှိုးငယ်လျက်ရှိပါ၏အကြောင်းမူကားယော်ဒန်မြစ်ကဟေရမုန်တောင်ယူ မိစရာကုန်းပေါ်မှာကိုရောကိုအကျွန်ုပ်အောင်းမိပါ၏ရေပွေတော်များအတံပလန်နှင့်တကားဝဲဩကတစ်ခုကိုတစ်ခုဟစ်ခေါ်၍လိုင်းတဘူအပေါင်းတို့သည်အကျွန်ုပ်ကိုလွှမ်းမိုးကြပါပြီသို့တော်လေသာရဖျားသည်နေ့အခါတနာခြင်းခြေစူးတော်ကိုပေးချတော်မူ၏ညအခါ၌လေဂုံတော်ကိုတခြင်းဆိုလျက်ငါ၏အသက်သခင်ကိုပတ္ထနာပြုလျက်ငါနေ၏ အကျွန်ုပ်ကိုအဘေကြောင့်မိလျော်တော်မူသည်။ရန်သူညင်းစဲနှိတ်ဆက်ခြင်းကိုခံရ၍အကျွန်ုပ်သည်ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်အဘေကြောင့်နေရပါသည်ဟုငါ၏ကြောက်ဖြစ်သောဘုရားသခင်ကိုငါရှောက်ရ၏။ငါရန်သူတို့ကသင်၏ဘုရားသခင်သည်အဘေမှာရှိသည်ဟုငါကိုအစဉ်ပြောဆိုကြသဖြင့်ငါအယိုးတို့ကိုချိုး၍ကဲ့ရဲ့တတ်ကြ၏။ အိုးငါဝိညာဉ်တင်းဒီအဘေကြောင့်ညူးငယ်သည်ငါအထဲမှာအဘေကြောင့်မငြိမ်မဝတ်ရှိသည်ဖရာသခင်ကို မျောလင်းလျက်နေလောငါကိုကဲတင်တော်မူသော အရှင်ငါကိုကိုွယ်တော်ဖရာသခင်ဤဂျေဇုတော်ကိုငါချီးမွမ်းထောမနာပြုရလေအန်တည်းအာမင် God bless you